နှစ်တုံညခွန်သုံး၆၁၆နှစ်၉နှစ်တစ်ခွန်၉၈တစ်သုံးတစ်၆တစ်သုံးလုံးပေါင်းရှိပြီအဲ့ဒီရှိသည်ကျွန်တော်နောက်ပိတ်လို့လာပြီမနှက်ဖက်အတွက်ကျွန်တော်နောက်ပိတ်ပြီ 6 3သုံးလုံးပေါင်း8အဲ့ဒီ8ဒီတော့နောက်ပိတ်လို့ဆင်းနေတယ်8ပိတ်ဒီဘက်မှာကျတော့6 2 9သုံးလုံးပေါင်း9ပြသူကသုံးလုံးပေါင်းချင်း9လို့လာတယ်ဖြစ်စင်ပြ 6ရက်ကိုသုံးလုံးပေါင်းခွန်ကိုထိတ်လို့လာတယ်ဗျကိုထိတ်10ပိတ်ကိုရှစ်လို့လာတယ်ဗျ3ည6သုံးလုံးပေါင်း3ဗျ33 23ကျော်လုံးသုံးလို့ပဲယူတယ်ဗျ 3996သုံးလုံးပေါင်း3သုံးလုံးပေါင်း3ကိုကျွန်တော်ဒီဘက်မှာလည်းကျွန်တော်သုံးလုံးပေါင်း3လို့ပြန်လာတယ်ဗျ303သုံးလုံးပေါင်း3ဗျသုံးခွန်သုံးသုံးလုံးပေါင်းသုံး သုံးပိတ်လို့လာတယ်ဗျသုံးနောက်ပိတ်ညနေဘက်တော့ညနေဘက်အတွက်ကျွန်တော်သုံးနောက်ပိတ်လို့လာတယ်ဗျဒီဘက်မှာကျွန်တော်သုံးလုံးပေါင်း1ဖြစ်ရမှာဗျသူကသုံးလုံးပေါင်းချင်း1လို့လာတယ်ဖြစ်စင်ဗျ2 8သုံးလုံးပေါင်း1ဗျတစ်ထိတ်သုံးပိတ်ဗျတစ်သုံးလို့လာတယ်ဗျနှစ်3 သုံးလုံးပေါင်း၄ပြည့်အဲ့ဒီ၄ဒီကျွန်တော်နောက်ပိတ်လို့ဆင်းနေပြည့်မနှက်ဖက်အတွက်၄နောက်ပိတ်လို့ဆင်းနေပြည့်၅၃၆သုံးလုံးပေါင်း၄ ဲ့ဒီလေးတွေကျွန်တော်နောက်ပေးပြလေးနောက်ပေးပြမနှက်ဖက်အတွက်လေးနောက်ပေးတော့လာတယ်ပြဒီဘက်မှာကျွန်တော်သုံးလုံးပေါင်းခွန်ဖြစ်ရမှာပြသူကသုံးလုံးပေါင်းချင်းခွန်လို့လာတယ်ဖြစ်စင်ပြသုံးခွန်ခွန်သုံးလုံးပေါင်းခွန်ပြသူကသုံးလုံးပေါင်းချင်းခွန်လို့လာတယ်ဖြစ်စင်ပြသုံးခုခု သုံးလုံးပေါင်းခွန်ခွန်ထိတ်လို့လာတယ်ဗျခွန်ထိတ်၄ဘိတ်ခွန်၄လို့လာတယ်ဗျဒီဘက်မှာကျွန်တော်သုံးလုံးပေါင်း6ဗျခွန်၃6သုံးလုံးပေါင်း6သုံးလုံးပေါင်း6မို့ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်သုံးလုံးပေါင်း6လို့ပြန်လာရမယ်ခွန်36 သုံးလုံးပေါင်း6ယူသုံးလုံးပေါင်း6ဘောကျတော့ဒီဘက်မှာလဲ385သုံးလုံးပေါင်း6လို့ပြန်လာတယ်ဗျငါးပိတ်ဗျငါးနောက်ပိတ်ဗျညနေဘက်အတွက်ငါးနောက်ပိတ်လို့လာတယ်ဗျသုံးရှင်းကသုံးလုံးပေါင်း6 9နောက်ပဲ ငါးပိတ်လို့လာတယ်ဗျဒီဘက်မှာကျွန်တော်သုံးလုံးပေါင်းချင်းတစ်ဖြစ်ရမှာဗျ3940သုံးလုံးပေါင်းတစ်ဗျ3935ပိတ်305လို့လာတယ်ဗျလုံးညာထိတ်ငါးပိတ်လုံးညာငါးလို့လာတယ်မနှက်ဖက်ခွန်လေးလာတယ်ဗျ၃၃ည ည9ည3ည2ည3ည9ည3လုံးပေါင်း1ည17နဲ့17ကျတော့1လို့ပဲယူရပဲ3ည9ည3လုံးပေါင်း1ည17ကျတော့9ပဲဗျမနက်ပိုင်းအတွက်ကျတော့ နောက်ပိတ်ပြီတစ်ပိတ်ဒီဘက်မှာကျွန်တော်39 39ရှိနေတယ်ဗျသူက3လုံးပေါင်းခွန်ဖြစ်ရမှာဗျ3လုံးပေါင်းခွန်လို့လာတယ်ဖြစ်စေဗျတုံညာကိုရှိနေတယ်ဗျတုံညာကိုရှိနေကျွန်တော်သုံးလုံးပေါင်းခွန်ပြရအောင်ကျွန်တော်ရှစ်ထိတ်ရပါတယ်ရှစ်ထိတ်ဗျဒီလိုထပ်ပေးခဲ့မှာကျွန်တော်ရှစ်ထိတ်တစ်ပိတ် ရှစ်တက်လို့ရတာလေဗျာမနှစ်ပိုင်းအတွက်ရှစ်ထိတ်ရှစ်ထိတ်တစ်ပိတ်ရှစ်တက်လို့ရတာလေဗျာ398လုံးလုံးပေါင်းခုံဒီဘက်မှာကျွန်တော်354လုံးလုံးပေါင်း9ဗျာ၃လုံးပေါင်း9မို့သူကလည်း၃လုံးပေါင်း9ပြန်ဖြစ်ရမယ်ဗျာဒီဘက်မှာ 305လေး3လုံးပေါင်း9 3လုံးပေါင်း9ဘူးဒီဘက်မှာကျွန်တော်3လုံးပေါင်း9ဖြစ်ရမယ်31ရှိနေတယ်ဗျ31ရှိနေတယ်ဗျသုံးလုံးပေါင်း9ဖြစ်ရတယ်ကျွန်တော်5ထည့်ရပါဗျ5နောက်ပေးဗျတကယ်လို့ထပ်ပေးခဲ့မှာကျွန်တော်5ပေးဗျ ညနေဘက်အတွက်ကျွန်တော်ငါးနောက်ပိတ်3တင်က3လုံးပေါင်း9ကျွန်တော်ထပ်ပြီးခဲ့မယ်ဆိုကျွန်တော်ညနေဘက်အတွက်ငါးနောက်ပိတ်5ပိတ်ဒီဘက်မှာကျွန်တော်သုံးလုံးပေါင်း1ဖြစ်ရမှာပဲ။သူကသုံးလုံးပေါင်းချင်း1လို့လာတဲ့ဖြစ်စဉ်ပဲ။တုံညာ1ရှိနေတယ်ဗျ။တုံညာ1ရှိနေကျွန်တော်သုံးလုံးပေါင်း1ဖြစ်အောင်ကျွန်တော်တုံညာထည့်ရမှာပဲ။ ညနေဘက်အတွက်ကျွန်တော်3ထိပ်5ပိတ်ဗျ3ည5လို့ရထားတယ်ဗျကြိုင်းနေတဲ့မယ်ဆိုရင်တော့မနက်ပိုင်းအတွက်8တင်းနဲ့ညနေဘက်3ည5ဗျ3ည5ပိတ် 着包，但累着白背面。